မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းညောင်လေးပင်ကြောက်တကားနဲ့ဖြူးမြုံနယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအခြေချတပ်ဆွဲထားတဲ့စခန်း၉ခုကိုတော်လိုင်းတပ်ဖွဲ့များကကြပြိုင်တိုက်ထဲဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်က၁၉ဦးသေဆုံးပြီးတော့ရဲအုပ်တအုပ်အပါအဝင်၃ဦးကိုအရှင်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ25ရက်နေ့မနေ့အစောပိုင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဆက်ခန်းများအားလုံးကိုဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးထက်မနေ့သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာရဲအုပ်တအုပ်အပါအဝင်စစ်တုံးပန်း3ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့ ခဲယမ်းများစစ်အုံဆောင်ပစ္စည်းများအမြောက်များကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်၎င်းတက်ခတ်မှုအတွင်းမှာတော်လိုင်းတပ်ဖွဲ့ဝင်များဘက်ကရဲဘော်တအုပ်ကြဆုံးခဲ့ပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့စခန်း၉ခုထဲကစခန်းတစ်ခုဖြစ်တဲ့ညောင်လင်းပင်မြို့နယ်ကြောက်တကားမြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ တော်ဝိကြီးရွာကစစ်တပ်စခန်းကိုမနေ့ကဇွန်လ25ရက်နေ့မနေ့တနအိကန့်အချိန်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာမနေ့နှစ်နာရီအချိန်မှာစခန်းကိုအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးပစ်ကူကတော့ ထိတွေ့တိုက်ပွဲဆက်ဖြစ်ကြတဲ့ကတောက်လျှောက်ကိုပြစ်ပေးနေတာရှိပါတယ်လေချောင်းပြစ်ကူတော့မလာပါဘူးစခန်းကိုတော့စစ်စင်ရေးရီမှန်းချက်အတိုင်းအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့တော်ဝင်တောင်းတက်ရင်ကတောင်းရှိသူကရှင်းပြထားပါတယ်စစ်စင်ရေးတိုက်ခိုက်မှုများကိုအမှတ်နဲ့စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနဘကိုဗျူဟာ24နဂနီစစ်ကြောင်းအာလာဝကတက်ရင်အမှတ်3933တက်ရင်ဖြူပါကဖာဗျူဟာ25အမှတ်303ညနဲ့တက်ရင် Spring Warriors Column KNLA တက်ရင်ကိုဗျူဟာ26တော်ဝင်တောင်းတက်ရင် တော်ကြီးကန်းတရင်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနဘကိုးကဘကိုးတိုင်းအတွင်းမှာစစ်ဆင်ရေးများကိုတိုးမြင့်ပြီးတော့ဆောင်ရွက်လျက်ရှိတဲ့အတော့ပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်အားရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရိမြို့နယ်ထမ်းမြမနယ်စပ်ထိကဲပလဲစခန်းကနေထွက်ပြေးသွားတဲ့တရဲမှုအစဉ်ဒုတိယဘုံမူကြီးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်52ဦးဟာလက်နက်များနဲ့အတူထိုင်းနိုင်ငံဘက်ချမ်းကိုရောက်ရှိသွားပြီးတော့ထိုင်းအာဏာပိုင်များက ခေါ်ယူထိမ့်သိမ်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့မွန်လွယ်3:45မိနစ်အချိန်မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ထိကပ်ပလဲစစ်စခန်းကိုတိမ့်ပတ်ရရှိခဲ့ပြီးတော့အဲ့ဒီစခန်းကစစ်ကောင်စီတပ်သားများဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့သိရပါဗျ။ထွက်ပြေးသွားတဲ့စစ်သားများကိုတော်လိုင်းတပ်များကလိုက်လံဖမ်းဆီးနယ်မြေရှင်းလင်းရမှာစစ်သား၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေထီကေပလဲစခန်းကတည်ရင်မှုဒုဗိုလ်မှူးကြီးအပါအဝင်စစ်အရာရှိ၄ဦး အရာရှိအရာခံအကြက်23ဦးနဲ့တပ်သား15ဦးစုစုပေါင်း42ဦးတို့ဟာလက်နက်36လက်နဲ့အတူထိုင်းနိုင်ငံဘက်ချမ်းကို ထွက်ပြေးသွားတယ်လို့သိရပါဗျ။ထိခဲ့ပလဲစခန်းကထွက်ပြေးသွားတဲ့စစ်ခွေး42កောင်ထိုင်းစစ်တပ်စီကိုရောက်သွားပါပြီ။သူတို့မှာပါသွားတဲ့တနက်36လက်ကိုလည်းထိုင်းစစ်တပ်ကသိမ်းလိုက်ပြီးအခုတော့စစ်စင်းမင်းများနာတွေလုံနေတယ်၊ရှောက်ပြေးနေတဲ့စစ်သားတွေလည်းမြန်မာဘက်အချမ်းမှကြံနေသေးတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရေးမြစ်ကပြောပြထားပါဗျ။လက်တလောထိခဲ့ပလဲစခန်းသိမ်းတိုက်ပွဲမှာလက်နက်ခဲယံသိမ်းစီရရှိမှုအနေနဲ့60မမ3လက်ငကြေးမီ2လက် လက်နိုင်ငယ်ဆက်နက်လက်လက်နက်ကြီးခဲယမ်းများကိုလည်းရရှိထားတယ်လို့သိရပါဗါဒါအပြင်စခန်းအတွင်းထဲကစစ်သားအလောင်း6လောင်းကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါဗါ KTLA ကော်တူလေးတပ်မတော်ရဲ့ထုတ်ပြန်ကြမှာတော့ဇွန်လကနေစတင်ပြီးတော့တော်လိုင်းပူပေါင်းအဖွဲ့များကစစ်ကောင်စီရဲ့ထိကပ်ပလဲစခန်းကိုဝင်းရံပိတ်ဆို့ပြီး drone များနဲ့နေညမပြတ်တိုက်ခတ်ခဲ့ရာ ဇွန်လ22ရက်နေ့မှာစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များစခန်းကုန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။တော်လိုင်းတပ်ဖွဲ့ဝင်တွေကလိုက်လံရှင်းလင်းရမှာထိုင်းနိုင်ငံကိုမရောက်မီနေဆက်မီတာ900ခန့်အကွာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲမှာစစ်ခွေး3កောင်တေဆုံးပြီးတော့၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ကြံရှိနေတဲ့စစ်ခွေးတွေကလက်နက်တွေကိုစွန့်ပစ်ပြီးတော့ထိုင်းနိုင်ငံထဲကိုဝင်ရောက်ထွက်ပြေးသွားခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များကလိုက်လံရှင်းလင်းရမှာ အခုလိုမျိုးထွက်ပြေးသွားတဲ့လမ်းတစ်လျှောက်မှာ60မမအမြောင်များနဲ့လက်နေငယ်များကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ဒီကေဘလစခန်းကုန်းကိုတော်လိုက်တဲ့ဖွဲ့ဝင်များကဝေးရောက်နေမြရှင်းလင်းရမှာ60မမဘုံဒီများနဲ့7.62ကြည်စံများ5.56ကြည်စံများ40မမဘုံဒီများကိုထပ်မံပြီးတော့တင်စီရရှိခဲ့တယ်လို့ KTLA ကော်တူလေးအာမီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူများနဲ့အပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ24ရက်နေ့မှာနောင်ချိုမြို့နယ်မှာရှိတဲ့နောင်အိုးရွာ၊လက်ပံကုန်းရွာ၊ရွှေသွန်းရွာ၊မျက်ချီနုရွာ၊လုံဆန်းရွာ၊ကုန်းသာရွာအုံမတိရွာနဲ့ဆမ်ဆဲကြီးရွာကြားမှာတိုက်ပွဲတွေဖြစ်ပွားနေချိန်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့ဘုံသီးအလုံးကြီး130 drone နဲ့ဘုံဒီအလုံး60နဲ့လက်နက်ကြီးအလုံး53လုံးပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။နောက်အောကြီးပါမှာ24ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတမတော် TNL တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများဟာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးအဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်တပ်ဘက်ကလေကြောင်းကနေပြီးတော့ဘုံ42လုံး၊ drone နဲ့ဘုံ22လုံးနဲ့လက်နက်ကြီး18လုံးတို့ကိုပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအလားတူပဲအုံမသိနဲ့ဆမ်ဆယ်ကြီးရွာကြားမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာလည်းအကြမ်းမဲ့စစ်တပ်ဘက်က drone နဲ့ ဘုံ36လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်လုံစင်ကြီးဟွာတိုက်ပွဲမှာလည်းအကြမ်းမဲ့စစ်ကောင်စီတပ်ဟာလေးချောင်းကနေပြီးတော့ဘုံ48လုံးနဲ့လက်နက်ကြီး32လုံးလုံးနဲ့ ပြစ်ကိုပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ဟာလေးချောင်းကနေပြီးတော့ကြောက်တော့ခြေရွာမှာဘုံနှလုံး၊ရွှေသွန်းခြေရွာမှာဘုံ38လုံးနဲ့မြချင်းတို့ခြေရွာမှာဘုံတစ်လုံးတို့ကျဲချတိုက်ခိုက်ခဲ့ပြီးတော့အုံမခါခြေရွာဘက်ကိုလည်းလက်နက်ကြီး၄လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ23ရက်နေ့ကလည်းနောင်ချုံမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တောင်းတမတော် TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲဖြစ်နေချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီး 122လုံးနဲ့လေးချောင်းကနေပြီးတော့ဘုံ48လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ညီနောင်မာမိတ်၃ဘက်ကမလင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာများမှာထိုးစစ်ဆင်မှုများပြုလုပ်မှာမဟုတ်ပဲတစ်ဖက်သက်အပြည့်ရတဲ့ကာလကိုနောက်ထပ်တစ်လ တက်တန်းတိုးထားတဲ့အချိန်မှာအကြမ်းမဲ့စစ်ကောင်စီတပ်ကအခွင့်အောင်းယူပြီးတော့ခွေးချင်းခွေးရန်ချန်ကအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိတယ်လို့ TNL ကပြောဆိုထားပါတယ်ပြည်သူတွေအနေနဲ့အကြမ်းမဲ့စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စီရေးတရေအမြဲရှိရန်လိုအပ်ပြီးတော့လေချောင်းရံကနေပြီးတော့ကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ဆိုင်ရာနီလန်းများကိုလည်းလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့သားဆက်မှုဆောင်ကကာနာစီနယ်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာ၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ24ရက်နေ့ညနေ6:55မိနစ်ခန့်မှာငန်းစုံမြို့နယ်မြို့သားဆက်မှုဆောင်တဲကနေပြီးတော့စစ်ကောင်စီတပ်သားအယောက်90ခန်းဟာ ဂွေကုံစစ်တပ်အထိုင်းစခန်းကို live track ကားနက်စီနဲ့ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးသေဆုံးခဲ့ပြီးတော့တိုက်ခိုက်ဒဏ်ရာရရှိသူများလည်းများပြားခဲ့တယ်လို့သိရပါတယ်မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်သေဆုံးသွားတဲ့စစ်သားမသားအလောင်းများနဲ့ဒဏ်ရာရတဲ့စစ်ခွေးများကိုမြို့သားဈေးရုံကိုပို့ဆောင်ထားခဲ့တယ်လို့သိရပါတယ်စစ်ခွေးအင်အားက90လောက်ပါတယ် ဂွေကုံစစ်ခွေးအထိုင်စခန်းကနေပြီးတော့မောင်းနေလာတဲ့ light track ကားနဲ့စီးနဲ့မြို့သားနဲ့ဂွေကုံချားမှာပေပါမိုင်းနှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးငါးကောင်တေးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့နိုင်ငံပြောင်ကြားတပ်ဖွဲ့မြင်းညာကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းချန်တိုက်နယ်သုံးနိုင်ငံပြောင်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဗိမျိုးဘက်ကနေအမရ306တိုက်ရင်ကိုတက်လာတဲ့စစ်ကားတစီးကိုတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ24ရက်နေ့ဘွန်လွယ်2နိုင်ကအချိန်မှာဗိမျိုးဘက်ကနေအမရ306တိုက်ရင်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကားတစီးကိုရန်ဖို့ခြေရွာနဲ့ကမ်းတို့ရွာချား ကမ်းမနီအရောက်မှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိပြီးတော့အရင်အတွက်အတိအကျကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါဗါးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးစစ်ခွေးတွေထိခိုက်ဒိဆုံးမှုရှိပေမဲ့ တေစီရင်ကိုတော့အတိမပြုတ်နိုင်သေးဘူးတော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဘိတ်ခေအန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဘိတ်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဘိုခင်းတပ်ဖွဲ့ဘိတ်ပကဖပကဖဇုံသုံးတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်အလားတူပဲမန္တလေးတိုင်းမိထီလာမြို့နယ်မှာအင်အားရာချီအသုံးပြုပြီးတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ရာစစ်သား၃ဦးတေဆုံးခဲ့ကြောင်း Danu State National Defense Army DSNDA ကတာဝန်ရှိသူကရှင်းပြထားပါတယ် ဇွန်လ24ရက်နေ့ညနေ6:00နာရီအချိန်ကမှမိထီလာမြို့နယ်အုံတုံရွာနယ်ဂွေးတောက်ကန်းရွာကြားကိုစစ်ကြောင်းထိုးလာတဲ့တပ်မ69လက်အောက်ခံစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကစောက်ကြိုတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲနိုင်ဝက်ခန့်ချမှတ်ခဲ့ပြီးတော့စစ်သား3ဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရရှိသွားတယ်လို့သိရပါဗျာ။ အင်အားကယာကနန်းဝင်းကျင်လောက်ရှိမယ်အနီးနားကိုပြန်ဆုတ်သွားပြီးတော့မနေ့ကမနေ့မှာပြန်ပြီးစစ်ကြောင်းထိုးလာနေပါတယ်အဖက်ဘက်ကနေပြီးတော့စစ်မျက်နှာဖွင့်လာနိုင်တာမို့လို့ပြည်သူတွေအနေနဲ့ချိုးတင်ပြင်ဆင်မှုတွေလှုံ့ထားကြဖို့ပြောကြင်ပါတယ်လို့ Danu State National Defense Army DSNDA ကတော်ဝင်ရှိသူကပြောကြားထားပါတယ်။၎င်းတက်ခတ်မှုကိုမေထီလာမြို့နယ်နဲ့တာစီမြို့နယ်အတွင်းမှာရှိတဲ့တော်လိုင်းရင်အင်အားစုတောင်တာဘက်ကဖနဲ့ဒနု State National Defense Army DSNDA တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်းကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Sky Villas Condo အဆောက်အဦအောက်ကနေပြီးတော့ဇွန်လ25ရက်နေ့ကအမျိုးသမီးတအူးနဲ့အမျိုးသားတအူးရဲ့ရုပ်အလောင်းတွေကိုထမှန်ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Sky Villas အဆောက်အဦအောက်ကနေပြီးတော့ရုပ်အလောင်းတွေကြန့်ရှိနေစေဖြစ်တဲ့ A နဲ့ B အဆောင်တွေကိုဆက်ရမ်းတရားတွေအသုံးပြုပြီးဖေရှားရှင်းလင်းရင်လည်းရုပ်လောင်းထုတ်ယူနိုင်ရေးလှုပ်ဆောင်ခဲ့ရာမနေ့ကမနေ့7နိုင်45မိနစ်မှာအဆောင် B ရဲ့လေကကွင်ကနေပြီးတော့အမျိုးသမီးတအုပ်ရဲ့ရုပ်လောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ MFSD ကပြောဆိုထားပါတယ်။အလားတူပဲမနေ့ကနေ့လယ်3နာရီခွဲမှာ A နဲ့ B အဆောင်ကြားကအမျိုးသားတို့ရဲ့ရုံအလောင်းကိုလည်းထပ်မံထုတ်ယူနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသားဥစည်းဌာနကပြောဆိုထားပါတယ်။ဒါအပြင်ဇွန်လ23ရက်နေ့က Sky Villa Condo အဆောက်အဦးအဆောင် A နဲ့ B ကြားကရှာဖွေတွေ့ရှိခဲ့တယ်။မြန်မာကျပ်ငွေ 388သိန်းကျော်တရုတ်ယွမ်ငွေ1000တန်း6ရွံ့နဲ့90တန်း29ရွံ့ထိုင်းဘတ်ငွေ1000တန်း42ရွံ့နဲ့100တန်း9ရွံ့အမေရိကန်ဒေါ်လာ10တန်း3ရွံ့ရွှေ10ကျပ်သား5ဒုံစတဲ့တန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုမနေ့ကညနေပိုင်းမှာပိုင်ရှင်ဖြစ်သူထံကိုပစ္စည်းတွေလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေပြန်လည်လွှဲပြောင်းပေးရခဲ့တယ်လို့မြန်မာနိုင်ငံမိသားစုဌာန MFSG ကသတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာမလင်တန်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့ Sky Villa အဆောက်အဦအောက်ကနေပြီးတော့ရုပ်အလောင်းတွေရှာဖွေတွေ့ရှိနေဆဲဖြစ်တယ်လို့ဇွန်လ12ရက်နေ့ကနေ25ရက်အထိနှစ်ပတ်နီးပါးအတွင်းမှာကလင်းငယ်တွေအပါအဝင်အမျိုးသားအမျိုးသမီးစုစုပေါင်း28ဦးတို့ရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိထားတာဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာ Sky Villa အဆောက်အဦအောက်မှာကြန့်ရှိနေသေးတဲ့ရုပ်အလောင်းတွေကိုရှာဖွေထုတ်ယူနိုင်ဖို့ ਨੇ ပြိုကျပျက်စီးနေတာတွေကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းတွေကိုမြန်မာနိုင်ငံမိသားတပ်ဖွဲ့နဲ့အတူလူမှုကယ်ဆယ်ရေးအဖွဲ့တွေကဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ငလျင်တန်ကြောင့်ပြိုကျပြက်စီးခဲ့တဲ့ Sky Villa အစအဦးအောက်ကနေပြီးတော့ရွှေနိုင်ငံခြားငွေနဲ့မြန်မာကျပ်ငွေကြောက်စိအရေးကြီးစာရွက်စာတမ်းစတဲ့တန်မိုးကြီးပစ္စည်းတွေကိုရှာဖွေတွေ့ရှိနေဆဲဖြစ်ပြီးတော့ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေတဆင်ပိုင်ရှင်ဖြစ်သူထံကိုပြန်လဲလွှဲပြောင်းပေးအပ်နေတယ်လို့ MFSD ကနေစဉ်ထုတ်ပြန်ချက်တွေအရသိရပါတယ်။ MFSD ရဲ့နေစဉ်ထုတ်ပြန်ချက်စည်ရင်းတွေအရငလျင်ကြောင့်ပြိုကျပြန်စီခဲ့တယ်။ Sky Villa Condo ကနေပြီးတော့အသက်ရှင်လျက်နဲ့ကဲထုတ်နိုင်ခဲ့သူအမျိုးသားအမျိုးသမီးစုစုပေါင်း52ဦးသာ ရှိခဲ့ပြီးတော့ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တယ်။ Match လ28ရက်နေ့ကနေဇွန်လ25ရက်နေ့အထိ တေဆုံးသွားတဲ့ရုပ်အလောင်းရှာဖွေပေါ်ထုတ်နိုင်မှုကလေးငယ်တွေအပါအဝင်စုစုပေါင်း165လောင်ရှိလာပြီလို့သိရပါတယ်။လက်ရှိမှာ Sky Villa အဆောက်အဦပြိုကျမှုအောက်မှာရုပ်အလောင်းတွေကျန်ရှိနေသေးဖြစ်တယ်လို့အစင်းအရာလူဦးရေ400ဝန်းကျင်ရှိတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူကပြောဆိုထားပါတယ်။ Sky Villa ကွန်ဒိုအဆောက်အဦဟာစက်တထက်အမြင့်နဲ့အဆောက်၄ဆောင်ထည့်သွင်းပြီးတော့တိစောက်ထားတာဖြစ်ပြီးမက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9အဆင့်ရှိတဲ့ငလျင်တန်းကြောင့် အေးအဆောင်ဟာငါးရက်ကနေမြေအောက်ကိုကျွဝင်သွားခဲ့တာဖြစ်တယ်လို့ကျန်တဲ့အဆောင်တွေဟာလည်းလုံးဝကိုပြိုကျပျက်စီးသွားတယ်လို့သိရပါဗျ။ Sky Villa ကွန်ဒိုအဆောက်အဦးကိုကွန်ဒိုပိုင်ရှင်ဖြစ်တဲ့ NTL Construction ကတိစောက်ခဲ့တာဖြစ်တယ်လို့ငလျင်တန်ခံနိုင်တဲ့အဆောက်အဦးအဖြစ်နဲ့ကွန်ဒိုတိုက်ခန်းတွေကိုဂျင်းထက်ကြော်ညာပြီးရောင်းခဲ့တာဖြစ်ပေမဲ့ငလျင်တန်ကြောင့်အဆောက်အဦးပြိုကျပျက်စီးပြီးတော့လူယာနဲ့ချီတေဆုံးခဲ့တဲ့အပေါ်မှာတော့တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အပြင်ဝေမှန်မှုတွေလည်းရှိနေဆဲဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပြီးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ